ကျွန်တော်အိပက်ဩဝါဒစာခန်းကြီး၄ရောက်လာတဲ့အခါမှာအမှုဆောင်ခြင်း၅မျိုးနဲ့ပတ်သက်ပြီးတော့အကျယ်တဝင့်တွေ့ရတယ်။ခွတ်တော်ကြီးကိုတော်ကိုတိဆောက်ဖို့အတွက်တန်ရှင်းသူတို့အဖို့လိုငါပြင်ဆင်ဖို့အတွက်ဘုရားသခင်ဘုသခင်တည်တခင်ယေရှုတည်လူအချို့တို့ကိုတတ်မှန်တော်ရန်နဲ့လကောင်ဘောဖတ်ရန်နဲ့လကောင်သာသနာပြုဆရာရန်နဲ့လကောင်တိအုပ်ရန်နဲ့လကောင်ဓမ္မဆရာရန်နဲ့လကောင်ဒီမှာဆရာအရာနဲ့လကောင်ခွဲခတ်မှတ်တာထားတယ်။ယနေ့ကာလမှာအဲ့၅မျိုးလုံးမရှိတော့ဘူးလား။ ဒါကျွန်တော်တို့တမန်တရားကြကြအလေးအနက်ပြန်လဲဆင်ခြင်ကြအောင်တမန်ကျက်စာတော်မြတ်ထမ်းမှာတမန်တော်ခေ prophet ခေတွေကုံသွားပြီဆိုတဲ့စကားလုံးမဖော်ပြထားဘူးဒီနေ့မှာပြဿနာတစ်ခုတွေ့ရတာဘာလဲဆိုဖခင်မပြောသောစကားတွေကိုမိမိရဲ့ဩဝါဒလွှမ်းမိုးဖို့အတွက်မိမိရဲ့ခံယူချက်လွှမ်းမိုးမိမိရဲ့ဂိုင်းကနမြင်မြန်ဖို့အတွက်တော်တော်များများကလွဲမှားစွာတင်ယူနေတယ်ဆိုတာကိုတွေ့ရတယ်ဥပမာဆိုရင်ဒီနေ့ကာလမှာဒီဥဒသနာပြု ဆရာဓမ္မဆရာဒါဟုတော့လူတွေကအလွယ်တကူလက်ခံတယ်ဒါပေမဲ့တမန်တော်နဲ့ပရောဖက်ကိုတော်တော်များများကညှိပယ်ကြတယ်အဲပရောဖက်ကိုတော့သူကကြားစာထဲမှာပယ်လို့များတဲ့အတွက်ကြောင့်မလို့ဒါချောပရောဖက်ကျေးဇူးရှိတယ်ဒါပေမဲ့လက်တွေ့မှာပရောဖက်ကိုလက်မခံညှိစာတမန်ဆိုတော့ဆိုတော့ဝေးသွားပြီနောက်တစ်ချို့တော့တမန်တော်ကို heavy အရန်ပေါ့နော်အော်မြင်ပြီးတော့တမန်တော်ဆိုတာထိုက်တန်တဲ့သူမှပဲရတယ်လို့တချို့ကအဲ့ဒါလိုမျိုးပြီးအသက်အရွယ် လောကပညာနဲ့နှိုင်းရှင်ပြီးတော့တချို့ကတတ်မှတ်ကြတယ်ဆိုတာတွေ့ရတယ်။ယနေ့ကာလမှာတမန်တော်မရှိတော့ဘူးဆိုပြီးတော့ခံယူတဲ့သူတွေလည်းရှိတယ်။ဒါပေမဲ့ကျမ်းစာကအဲ့ဒီလိုဖော်ပြထားခြင်းမရှိဘူး။ကျမ်းစာကဖော်ပြထားတာကအသင်းတော်ကိုတိဆောက်ဖို့ရန်အတွက်ယုံကြည်သူတွေရဲ့အသက်တာကိုဖခင်အလိုတော်နဲ့ညီတွင်တင်ဖို့ရန်အတွက်ဖခင်နိုင်ငံတော်အကြောင်းကိုဟောပြောဖို့ရန်အတွက်တမန်တော်တွေပရောဖက်တွေပါတဲ့အသင်းတော်တစ်ခုမှတိဆောက်ဖို့ရန် အဲ့ဒီမှာအရေးကြီးတယ်တမန်တော်နဲ့ပရောဖက်ကမရှိမဖြစ်အလိုအပ်ဆုံးသောသူယေရှုအရာရာဖြစ်တယ်။ဣဝင်ဂေလိနဲ့ဘင်းအိုဓမ္မဆရာဒါလည်းအရေးကြီးပါတယ်။ဒါပေမဲ့သူ့ထက်ခက်ပြက်ပြက်ဖရားရဲ့အလိုတော်ကိုတွင်တွင်ဖော်ပြတာကတမန်တော်တို့ပရောဖက်တို့သူကလောကချမ်းသာတယ်။ဥပမာဆိုတင်းအုပ်ကြတော့သူကလူတွေနဲ့ထိတွေ့ပြီးတော့တင်းအုပ်ကကြတော့လူအကြိုက်လိုက်ရတာလည်းရှိတယ်။ စကားတော်မှာဒီစကားလေးကိုပြောလိုက်လို့ရှင်လူတွေကစိတ်ကောက်သွားမလားအဲအဲ့ဒီလိုမျိုးပေါ့နော်ဖခင်တခင်ရဲ့အလိုတော်ပြောရတော့ရဲရဲမပြောရဲဘူးဘာကြောင့်သူကလူတွေနဲ့ထိတွေ့နေတာလဲထိတွေ့တော့သူကအပြော့လိုက်တင်းယုတ်ကအပြော့လိုက်ဆိုတော့တွေ့ရတယ်ဆိုတော့ဒီစုကျေးဇူးတွေကတော်တော်စိတ်ဝင်စားစရာကောင်းတယ်ဒါပေမဲ့ပြဿနာဒီနေ့ကာလမှာဒီလက်ခံထားတဲ့ဧဝံဂေလိ အသာသနာပြုဆိုတဲ့ဧဝံဂေလိရောတင်းအုပ်ကောဓမ္မဆရာရောတချို့အမှုဆောင်နေပေမဲ့မိမိကိုဖျားကဘာစုကျေစုပေးထားတယ်လို့မသိဘဲနဲ့အမှုဆောင်နေတဲ့သူတွေကအများကြီးရှိတယ်ဆိုတာတွေ့ရတယ်။အမှုဆောင်ခြင်း၅မျိုးလောက်ကအရေးကြီးတယ်။ဓမ္မဆရာလည်းအရေးကြီးတယ်။သူကလက်တန်းလေးဓမ္မဆရာလက်တန်းနေဥပမာပေးမယ်။ဒါဥပမာပေးမယ်။သူကဓမ္မပညာပိုင်းမှာအရေးကြီးတယ်။ဥပမာပစ္စည်းတစ်ခုကင်ရင်တောင်မှဒီလက်၅ချုံလုံးပါဝင်စုကင်မှာဥပမာဘောပင်တစ်ချောင်းတောင်မှဒီမှာကြည့်လိုက်။ဒီလိုကင်မယ်ဆိုရင်အဲ့ပါကင်မယ်ဆိုရင်သူကလက်၅ချောင်း လက်ငါဒီလွတ်ကိုက်မယ်ဆိုရင်တော့လက်ငါကြောင့်လွတ်ရေးတဲ့အခါမှာဆိုရင်တော့ဒီမှာအာငါးချောင်းလုံးမလို့ဘောဒါပေမဲ့ဒီတိုင်းကြည့်လိုက်ရင်ကိုင်တာမလို့ပြောပြမယ်သူကဒီမှာစုနေတာနော်ကိုယ်နဲ့ဒါဒီလိုရှိနေတာကမယုံကန်ကြည့်လိုက်ဒီငါးချောင်းမင်းနဲ့မဆိုင်ဘူးဆိုတော့ဒီလိုကန်ကြည့်လိုက်သူအားမရဘူးသူအားရှိတာဒီလိုမျိုးစုပြီးတော့သူကဒီမှာဓာတ်ရအပြင်မကိုင်ပြင်မဲ့စုတဲ့အခါမှာဘာဖြစ်သွားလဲဆိုရင်ဆိုတော့ပို့ပြီးတော့ဟိုအားပိုရှိသွားတယ်အဲ့တော့အင်္ဂါအားလုံးကအရေးကြီးတယ်အရရစုကျေစုငါးမျိုးကအရေးကြီးတယ်ပေါ်ပြီးတော့အရေးကြီးတဲ့တမန်တော်နဲ့ပရိုဖက်အရေးကြီးတဲ့သူတို့ကတကယ်ဖိုက်တာတဲ့တင်းစားထဲမှာကြီးလိုက် တမန်တော်တွေကခေကိုခွတ်တော်အတွက်အကြီးကျယ်ဒုက္ခခံနိုင်တဲ့သူတွေဖြစ်တယ်လို့သူတို့ကဝိညာဉ်ရေးရအဲဒါကတော့ဟိုဝိညာဉ်စုကျေးစုခံရတဲ့သူတွေကတင်ယူရလူတိုင်းကတော့ဟိုဘယ်တော့မှအမှန်ကန်မှုနဲ့စပါတော့မဟုတ်ဘူးတချို့ကအမားတယ်အမားတယ်တင်းအောင်လောက်တဲ့သူလည်းတင်းအုပ်အရာရာပြည့်စုံပြီးတော့သူလောက်တတ်မှာမဟုတ်ဓမ္မဆရာလေးဒီတိုင်းတ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 ော့အော်ဒါဒါငါမှားပြီးတော့ပြောခင်းပြပါလားဆိုတော့ရှိတယ် အင်္ဂလိပ်စာလိုက်တဲ့တိုင်းပြုစုရတယ်ထုံးမိတူပဲတမန်တော်ဘလော့ဟာကောကစနစ်တကျပြုစုခြင်းခံပြီးမှသူကလှုပ်ဆောင်မှမမှန်မှန်ကန်စွာလှုပ်ဆောင်နေမှာဖြစ်တယ်ပြီးရင်မိမိရဲ့အယက်ရကိုတိမှဖြစ်တယ်ရှင်ပိုးလို့တောင်မှကနေဦးအစမှာသူကတမန်တော်အနေနဲ့သူ့ကိုသူမတိသေးဘူးကြံစားလာမှကြည့်လိုက်သူကပရော့ဖက်ပြုသူတဲ့ရှောလူနာမည်နဲ့ပရော့ဖက်ပြုခြင်းနဲ့သူကစားဒါပေမဲ့နောက်မှဘုရားသခင်ကသူ့ကိုဖွင့်ပြတဲ့အခါမှာငါကလူအခွင့်နဲ့မဆိုင်ဘူး ဘုရားတခင်ကိုယ်တိုင်ဘုရားရှင်ဆိုရင်ငါ့ကိုခွဲခန့်တာငါတမန်တော်ဖြစ်တယ်ရှင်ဘောလူလက်ထက်မှာလည်းသူ့ကိုတမန်တော်နဲ့လက်မခံတဲ့သူအများကြီးဒါပေမဲ့သူ့ရဲ့ဝေငါချက်တွေကအယံကိုနှက်နေတဲ့ဘုရားရဲ့ဖွင့်ပြချက်တွေဖြစ်တယ်ဆိုတာတွေ့ရတယ်။အော်တချို့တကယ်ကြောင့်မဟုတ်တမန်တော်ရှင်ဘောလူကတော့ဟုတ်တာပေါ့ခဏဦးတမန်တော်မင်းတမန်တော်ကဆက်နှစ်ပါးပဲမကဘူးဓမ္မတိကျမ်းမှာတခြားတမန်တော်တွေအများကြီးရှိတယ် အမအဓိက main အနေနဲ့ကတော့ဆင်းပါးရှိတယ်ထို့နည်းတူပဲ property တွေရှိတယ်အဲအတင်းတော်အတင်းတော်ကိုတိဆောက်ဖို့ရင်အဲ့ဒီအရရ၅မျိုးကဖျားကအစင်ဆက်မပြတ်ဖျားကရှိစေတယ်ဒါပေမဲ့တစ်ဖက်မှာလူတွေကမသိဘူးလူတွေကမသိတချို့ကတော့ကိုကိုကိုတမန်တော်ပါလို့မပြောသွားဘူးမပြောတာပဲရှိတယ်ဒါပေမဲ့တမန်တော်မျိုးဆက်မပြတ်ဘူးတမန်တော်တွေကတိုင်းနိုင်ငံတွေကိုလှုပ်ခါတဲ့သူတွေဖြစ်တယ် တမန်တော်တွေရဲ့အယိချင်းပရောဖက်တွေရဲ့အယိချင်းအယိချင်းဆိုတာကဘုရားပေးတဲ့စုကျေးဇူးပေါ့နော်အဲ့ဒီအယိချင်းဘုရားပေးတဲ့စုကျေးဇူးအဲ့ဒီသူတွေကတိုင်းနိုင်ငံတွေကိုပဲလှုပ်ခါတယ်အစိုးရအရှင်ဘုရင်တဲ့တိကျတဲ့သူတို့ရဲ့ဟောပြောမှုကလွှမ်းမိုးနိုင်ဖို့ပေါ့နော်ဒီနေ့ကာလမှာဒါတွေလိုတယ်အဲ့ကြောင့်ကျွန်တော်အဓိကပြောချင်တာကတော့မိတ်ဆွေချစ်တော်ယုံကြည်သူများဒီစုကျေးဇူး၅မျိုးလုံးကိုဘုရားကမရုပ်သိမ်းနေလို့ရှိပါတယ်မတိတာနဲ့တချို့ကလက်မခံတာလက်မခံညင်းပယ်မိတာလက်မခံရင်လက်မခံတဲ့သူကဆုံးရှုံးတာပေါ့ စုကျေးဇူး၅မျိုးလုံးအရေးကြီးတယ်။အဲကျန်တာတော့မဆို prophet စုကျေးဇူးကိုပါပြီးအလိုရှိကြတော့တခြားအဲဒီ prophet မှာတော့မှ main prophet ရှိတယ်။တခြား prophet စုကျေးဇူးဆိုတာရှိသေးတယ်။သူကတော့ဘုရားကဖွင့်ဖွင့်ပြရတဲ့အရာ main အမှုဆောင်ခြင်းမှာ prophet ကတော့လုံးဝသူက prophet style နဲ့ပဲသူကအမှုဆောင်ရမှာဖြစ်တယ်။ဆိုတော့တမန်တော်တွေက prophet တွေလိုပါတယ်။အဲမငင်းပယ်မိပါစေနဲ့။နောက်တစ်ခုကကျွန်တော်မြန်မာနိုင်ငံမှာတွေ့ရတာက prophet တွေရှိတယ်။ဒါပေမဲ့ပြဿနာကစနစ်တကျမတည်ဆောက် ဘုရားဖွင့်ပြတာကိုသူတို့ကပြောတယ်မှန်တာရှိတယ်လို့တချို့ဟာတယ်ကြတော့သူကစိတ်ကမ်းမရှိပါဘူးပေါ့နော်သူတို့ကဘုရားဖွင့်မပြဘဲနဲ့ရှောက်ပြောလိုက်တာအပေါ်တွေရှောက်ပြောလိုက်တာအဲ့မှာအမားတွေပါသွားတာစံစာနဲ့မညီတော့ပေါ်တော့ကဲရှောက်ပြောသွားတာအဲ့ဒါတွေကတော့ဘာလို့ဖို့လဲဆိုတော့ပြန်ပြီးတော့ပြင်ဆင်ဖို့လိုပဲတယ်ဒီစုကျေးစု၅မျိုးလုံးကတလေသူငယ်လိုပဲပထမစခြေလန်းလန်းတဲ့အခါမှာတော့ရိုင်းတိုင်တိုင်ရိုင်းတိုင်တိုင်နဲ့လှမ်းမှာပဲ ဒါပေမဲ့ဆက်လန်ဆက်လန်ဆက်လန်သူရဲ့အလေးလာကိုတည်သွားမယ်ဆိုရင်အရာရာမှာကြမ်းကျင်သွားမှာအဲကြောင့် prophet တွေအာ prophet ဆုကျေးဇူးရရှိတဲ့သူဖယားမပြောဖယားမဖော်ပြရင်ရှောက်မပြောနဲ့အဲ့ဒါကဟိုဘယ်လိုပြောမလဲအဲ့ဒါကကြရှုံးစေသောအရာဖြစ်လိမ့်မယ် prophet ကစကားကိုထိမ့်သိမ်းရတယ်ဖယားပြောစေလို့သောစကားဖယားဖွင့်ပြပြီဆိုပြောလိုက်အဲ့ဒါပြည့်ကိုပြည့်စုံမဟုတ်ဘဲနဲ့ရှောက်ပြောရင်အဲ့ဒါဆိုသွားပြီလွဲမှသွားပြီအဲ့ဒါကနေဘာဖြစ်ဆိုတော့လူအလိုလာလိုက်ပြီး prophet prophet character prophet အသက်တာကလည်းအရေးကြီးတယ်စနစ်ချက်ပြင်ဆင်ရမှာ ပရောဖက်တွေမှာပြဿနာတက်တာပရောဖက်တွေကငွေနောက်လိုက်တဲ့ပရောဖက်တွေလမ်းလွဲသွားတာပေါ့နော်။ဘုရားပေးတဲ့စုကျေးဇူးတော့ရှိတယ်။ဒါပေမဲ့စင်တကြမပြုစုတဲ့အခါမှာလမ်းလွဲသွားတဲ့ပရောဖက်တွေများစွာရှိတယ်။ဒါပေမဲ့ဘုရားကွက်ခတ်တဲ့တမန်တော်တွေကတော့ခွစ်တော်ကိုစစ်စစ်ကြည့်တယ်။ရဲရဲဟောတယ်။သူတို့ကသူတို့ရဲ့အမှုဆောင်ရွက်ခြင်းဘုရားကစတင်ပြီဆိုရင်တော့တိုင်းနိုင်ငံကိုပင်တုံ့လုံစေတော်သူတွေဖြစ်ပါတယ်။မိတ်ဆွေဘုရားခွက်ခတ်ထားတဲ့တမန်တော်တွေကိုလေးစားတတ်ပါစေ။ ရောဖတ်တွေကိုလက်ခံတတ်ပါစေ။နှုတ်ကပတ်တော်အပြင်ကောင်းကြီးရှိပါစေ။အာမင်။